ဥက္ကလိုင်းနဲ့စုံတော့လေအဲ့လိုပဲကျွန်တော်ပထမရုပ်ရှင်တွေရိုက်တော့အောင်ပြောပြပါတယ်ဥက္ကလိုင်းနဲ့စုံတော့လေဥက္ကလိုင်းကသူကောင်းဖို့ဆိုတော့တက်ကိုဒီကလေးကိုငါဘာကောင်းအောင်လုပ်ပေးရမလဲဆိုတော့ तू ကကြည့်ပြီးလဲပြီးလဲပြီးတော့မတင်ခင်မှာကျွန်တော်နားလာကပ်ပြီးသားဘလို့လုံးဘလို့ပြန်ပြောငါ့ကိုမချိန်နဲ့ပြန်ပြော ဘယ်လိုလုပ်ဘယ်လိုလုပ်ဆိုပြီးကျွန်တော်အဲ့လိုမျိုးတွေပြောတဲ့အတွက်ကိုလို့လက်လက်တင်နေကျွန်တော်လုတ်ခဲ့ရတယ်။ဒါပေမဲ့ကျင်းသေးတယ်လိုဝက်ချက်ကတော့အများကြီးရှိနေဦးမှာပဲ။အခုချိန်ထိလည်းလိုဝက်ချက်ရှိနေတဲ့အတွက်ကိုပထမဆုံးစလုပ်တဲ့ဇလန်းတွဲလေးဖြစ်တဲ့အတွက်ကိုဆရာသမားကောင်းနေနဲ့တွဲခဲ့တယ်ဆိုပြီးနဲ့ကိုယ့်ရဲ့လိုဝက်ချက်ကြောင့်လို့လိုဝက်ချက်တွေတော့အများကြီးရှိနေဦးမှာပဲ။ဟုတ်တကားလေးပါပဲကျွန်တော်ဘွားရဲ့ပထမဆုံးစပြီးရိုက်ကြတဲ့တင်းနှုံးသားဆိုတဲ့ဇလန်းတွဲအဲအဲ့ဒီဇကားလေးတကားပဲပါပါဟုတ်ဟုတ်ကဲ့ ပထမပထမဆုံးပထမဆုံးပထမဆုံးဆိုတဲ့ကိုရုပ်ရှင်ကားတွေရောဇလန်တော်တွေရောကျွန်တော်ဘာမှမရိုက်ဘူးအဲ့ဒီချိန်မှာမရိုက်ဘူးတဲ့ချိန်မှာပထမဆုံးစပြီးတော့ဆရာစရိယာအဲ့ဒီဇလန်တော်တွေမှာခေါ်ရိုက်တာအဲ့တော့ဘယ်လောက်ဒီ PDF ကကြော်ခဲ့ရလဲပထမဟိုဆရာစရိယာကျွန်တော်ဖုန်းနံပါတ်ကိုဘယ်ကနေသူတောင်းပြီးတော့ဆက်တယ်မသိဘူးကျွန်တော်မယုံဘူးလေဒီလိုနိုင်ငံကျော်ရုပ်ရှင်ဒါရိုက်တာတယောက်ကဖုန်းဆက်မယ်လို့တကယ်တော့အစ်စ်ဆက်တယ်အဲ့ဒီချိန်မှာဆရာကကျွန်တော်ကိုခေါ်တယ်ခေါ်လဲပြီးလဲပြီးကျွန်တော်ရိုက်တော့ပြူးလေးမှာရိုက်တာဘာမှမမှန်ရလေးပါအဲ့ဒီကားလေးဟုတ် ဟောအဲ့ဘလောက်ဒီပျော်လဲဆိုတော့အရန်ပျော်လာပေါ့အဲ့ချိန်ဒီကျွန်တော်ကင်မရာငှားပြီးမရိုက်နိုင်သေးဘူးလေဖုန်းလေးတည်းနဲ့ရိုက်နေတဲ့အချိန်မှာပဲဆရာခေါ်ပြီးပထမဆုံးရိုက်တဲ့အတွက်ကိုအရန်ပျော်တယ်ပြီးတော့မမတ်ရလေးကင်မရာလည်းနှလုံးနဲ့မဟုတ်ဘူးအဲ့တော့အိုက်ဇလန်တို့ရဲ့တော့လေးလုံးကင်မရာလေးလုံးနဲ့ပထမဆုံးရိုက်တဲ့ဇလန်တို့ပေါ့မမတ်ရအဲ့ဒါလည်းပေါကွင်းလို့ရတယ်ပထမဆုံးစပြီးမရိုက်ခင်တော့စိတ်ထဲမှာဗာနဲ့သွားတွေးထားလဲဆိုတော့ तू आ နိုင်ငံကျော်ရုပ်ရှင်ဒါရိုက်တာတယောက်ဖြစ်တဲ့အတွက်ဆဲမှာဖောက်မှာစူမှာဖြစ်တော့တယ်ဆိုပြီးတွေးပြီးတော့ကြောက်စိတ်ကြီးနဲ့သွားတာ ။သို့ပင်မဲ့မဟုတ်ဘူးကျွန်တော်ထင်တာတက်တက်စင်လိုရနေတယ်။စူလဲမစူဆဲလဲမဆဲဟောက်လဲမောက်ခွင်းနဲ့မနမိုးလင်းတော့ကျွန်တော်တို့ပထမဆုံးစိုက်တော့ပြူးလင်းကောင်းဝင်းထဲမှာပထမဆုံးရိုက်ကြတာကျွန်တော်စင်းနဲ့ပထမဆုံးစတဲ့တာကျွန်တော်ကိုပဲပထမဆုံးစိုက်တာကင်မရာလေးလုံးနဲ့အဲ့ဒီချိန်မှာဆရာစရိကကျွန်တော်ဘာပြောလဲဆိုတော့ဇလန်းလေးကိုဟိုကဇလန်းတော့ပြင်တော့ကီတွေပါချပြီးတာချပြီးဖလိန်လေးတစ်ခုအကြောင်းပေါ်ရှင်းပြဒါကဘာအကြောင်းညာအဲ့ဒီအကြောင်းညာတွေမှာဝင်တဲ့စကားတွေကိုပြော လူလည်းလည်းပြောမင်းခေါင်းထဲမှာစိတ်ထဲမှာအဆင်ပြေတဲ့ရှိတဲ့ဟာတွေအကုန်လုံးပြောပြအဲ့တခါကျရင်အဆင်မပြေတိုင်းငါဖြုတ်ထုတ်ပြလိုက်မယ်လူလည်းလည်းလှုပ်ချင်အောင်လှုပ်ဆိုပြီးလှုပ်ပေးလိုက်တာအဲ့ဒီဟာကြီးတခုကစအဖွင့်ပွင့်မှာလှုပ်ပေးလိုက်တဲ့အားကြီးတခုကလွတ်လပ်မှန်းတယ်တော့ကိုလွတ်လည်းလှုပ်ချလိုက်တာလူလည်းလည်းကိုစိတ်ကပြောသွားအော်သူကတော့ဟောက်လဲမောက်ဘူးဟာလို့မှားတယ်လည်းမပြောဘူးလို့လွတ်လည်းလည်းလှုပ်ခွင့်ပေးတာပဲဆိုပြီးအဲ့ကနေတစင်ချင်းတစင်ချင်းသူက လှေကားတကလေးလို့မောင်း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 နှစ်လေလောက်ကြာတော့ဆရာလည်းကျွန်တော်ကြောင့်သိကျွန်တော်လည်းဆရာကြောင့်သိအဆင်ပြေသွားတာပြေးသွားတဲ့အချိန်မှာအတွေ့အကြုံတွေကဘာတွေရလာလဲဆိုတော့ဟိုကင်မရာဘယ်လိုဥပမာပေါ့ကင်မရာဘယ်လိုခိုးရမလဲဘယ်ကနေဘယ်လိုကြည့်ရင်ဘယ်လိုရမလဲဆိုအဲ့လိုကိုယ့်ရုပ်ကလေးကြံအောင်ဘယ်လိုရမလဲအဲ့ဒါလေးလည်းအများကြီးသင်ပေးပါအပညာရီရတော့နောက်ပိုင်းနောက်ပိုင်းကျွန်တော်ရိုက်တဲ့ဇလန်တို့ရုပ်ရှင်တွေဆိုတော့အဲ့ဒီတင်တုံးသားကနေဆရာစရီတင်ပြလိုက်တဲ့ပညာရီနဲ့လှူစားနေတာပေါ့ဥက္ကလိုင်းနဲ့စုံတော့လေအဲ့လိုပဲ ကျွန်တော်ပထမရုပ်ရှင်တွေရိုက်တော့အောင်ပြောပြပါတယ်ဥက္ကလန်နဲ့စုံတော့လေဥက္ကလန်ကသူကောင်းဖို့ဆိုတော့တက်ကိုဒီကလေးကိုငါဘာကောင်းလုပ်ပေးရမလဲဆိုတော့ तू ကကြည့်ပြီလဲပြီလဲပြီးတော့မတင်ခင်မှာကျွန်တော်နားလည်ကပ်ပြီးသားဘလို့လုံးဘလို့ပြန်ပြောငါ့ကိုမချိန်နဲ့ပြန်ပြော ဘယ်လိုလုပ်ဘယ်လိုလုပ်ဆိုပြီးကျွန်တော်အဲ့လိုမျိုးတွေပြောတဲ့အတွက်ကိုလို့လက်လက်တင်နေကျွန်တော်လုပ်ခဲ့ရတယ်ဒါပေမဲ့ကျင်းသေးတယ်လိုဝက်ချက်ကတော့အများကြီးရှိနေဦးမှာပဲအခုချိန်ထိလည်းလိုဝက်ချက်ရှိနေတဲ့အတွက်ကိုပထမဆုံးစလုပ်တဲ့ဇလန်းတွဲလေးဖြစ်တဲ့အတွက်ကိုဆရာသမားကောင်းနေတဲ့တွဲခဲ့တယ်ဆိုပြီးနဲ့ကိုယ့်ရဲ့လိုဝက်ချက်ကြောင့်တော့လိုဝက်ချက်တွေကအများကြီးရှိနေဦးမှာပဲဟုတ်